အလုံးမမင်္ဂလာပါ VOC သတင်းဌာနအနေနဲ့ကြွဆိုပါရစေ။ကျွန်မကတော့ Snow ပါ။ဒီကနေ့ April 30ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနာဆင်အမဲ့သတင်းတွေကတော့စကိုင်းတိုင်းကလေးဝမြို့ကစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်မှချင်းပြေတောင်ပိုင်းဘလဝဒေသခံကုမီချင်းလူငယ်ကအဖမ်းခံရတယ်လို့သိရပါဗျ။ ချင်းလူမျိုးများစုနေထိုင်တဲ့စကိုင်းတိုင်းကလေးမျိုးပေါ်မှာတင်ချန်ကာလပြီးဆုံးတဲ့နောက်ပိုင်းစစ်ကောင်စီကဖမ်းဆီးပို့လောက်လာတယ်လို့သိရပါတယ်။အကြံပေးစစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခါကိုတစ်တုံများခွဲမမရှော့တိုက်ဒုံးတွေနဲ့တော်လှန်ရေးပူပေါင်းတပ်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့သတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ စကိုင်းတိုင်းကလေးဝမြို့ကစစ်ကောင်စီရဲ့စစ်ဆေးရေးဂိမ်းမှာချင်းပြေတောင်ပိုင်းပလဝဒေသခံခူမီချင်းလူငယ်၅ဦးအဖမ်းခံရတယ်လို့သိရပါတယ်။ရန်ကုန်မြို့ကနေနေ့ရက်စတီချင်းပြေတောင်ပိုင်းပလဝမြို့နယ်ကိုပြန်သွားတဲ့အချိန်ဧပြီလ29ရက်နေ့မှာကလေးဝမြို့စစ်ဆေးရေးဂိမ်းမှာဖမ်းခံရတာဖြစ်ပြီးဘာကြောင့်ဖမ်းတယ်ဆိုတာတော့မသိရဘူးလို့ခူမီမီဒီယာကဖော်ပြထားပါတယ်။အဖမ်းခံရသူတွေကပလဝမြို့နယ်မီလဝအောက်ရွာကနေလင်းကျော် ဝကူဝချေရွာကအောင်ဆွမ်းလင်းတဲ့နိုင်စံဦးမိစာရွာကလှိုင်ဝန်းတဲ့ဘချူဦးတို့ဖြစ်ကြပြီးရန်ကုန်ကနေကားဖြစ်ပြန်လာရမှာစစ်ကောင်စီရဲ့စစ်စေးရေးကိန်းမှာဖမ်းခံရတာလို့ဆိုပါတယ်သူတို့ငါဦးတွေကနေလင်းချော်နဲ့အောင်ဆွမ်းလင်းလို့နှစ်ဦးဟာဧပြီလ29ရက်နေ့ကပြန်လွတ်လာပေမဲ့ဂျန်3ဦးကိုတော့ဆက်လက်ဖမ်းဆီးထားဆဲလို့သိရပါဗျ။ ရခိုင်နိုင်ငံရဲ့အခြေအနေကောင်းတော့ကရန်ကုန်စစ်တွေကတဆင့်ချင်းပြီပလောဝမြို့နယ်ကိုသွားလေရှိကြပေမဲ့ရခိုင်ပြည်နယ်ဘက်စီရီတင်းမာပြီးလမ်းကြောင်းအခြေအနေမကောင်းတာကြောင့်ရန်ကုန်ကလေးမြို့ကတဆင့်သွားလာနေကြလားလို့သိရပါဗျ။ချင်းလူမျိုးများစုနေထိုင်တဲ့စကိုင်းတိုင်းကလေးမျိုးပေါ်မှာတကြံကာလပြီးစုံနေတော့ပိုင်းစကောင်စီကအဖက်အစီပို့လောက်လာတယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကလေးမျိုးပေါ်ကရက်ွက်အတွင်းလမ်းကျွလမ်းကြားလူအများအုံပြုတဲ့ပန်းဖြေနေရာနဲ့အရက်ဆိုင်တွေမှာဝင်ရောက်ပြီးစစ်မှုထမ်းဖို့အတွက်တွေ့သည်များလူကြီးလူငယ်မကြမ်းဖမ်းဆီးခေါ်ဆောင်မှုတွေများလာတယ်လို့သိရပါတယ်။ဧပြီ16ရက်နေ့ကလည်းကလေးမျိုးပေါ်အေဒင်ရေကူးကန်အနီးမှာ PDF တွေ့ရှိတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဝင်ရောက်ရှာဖွေစစ်ဆေးပြီးရေကူးနေတဲ့လူငယ်3ဦးကိုဖမ်းဆီးသွားတယ်လို့ကလေးမျိုးဒေသခံတအူးကပြောပါတယ်။ ဒါဖြစ်ဘရလာ၁၂ရက်နေ့ကလည်းအောင်သစ္စာရကွက်မှာလူငယ်9ဦးဖမ်းဆီးသွားတယ်လို့မင်္ဂလာဦးရင်ရကွက်နဲ့ကြီကုန်းကြီးရွာတို့မှာလည်းနေအိမ်တဲ့ထိဖမ်းဆီးမှုတွေရှိနေတယ်လို့သိရပါဗျ။ မြန်မာနိုင်ငံမှာတင်းအကျပ်စမှုထန်စေခိုင်ခြင်းဟာလူကုန်ကူးမှုကျူးလွန်ရရောက်သလိုလူသားမျိုးနယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တာကြောင့်ဒီလောက်ရက်တွေအမြန်ဆုံးရတဲ့ရည်အတွက်စစ်ကောင်စီကိုထိရောက်တဲ့ပိတ်ဆို့မှုတွေချက်ချင်းလှုံ့ဆော်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကုလသမဂ္ဂအာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းဝိုင်းကို မကြသေးခင်ကတိုက်တွန်းတောင်းဆိုထားပါတယ်။ ချင်းပြည်တောင်ပိုင်းပလောဝမြို့နယ်မှာအခြေစိုက်လှုပ်ရှားနေတဲ့ CDF ပလောဝတပ်ဖွဲ့၄နှစ်ပြည့်အခမ်းအနားကိုဧပြီလ29ရက်နေ့ကကျင်းပပြုလုပ်ခဲ့ကြပါတယ်။ချင်းလန်ကောင်ဆယ်အဖွဲ့ဝင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF ပလောဝကို2021ခုနှစ်ဧပြီလ29ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီးယခုနှစ်2025ခုနှစ်ဧပြီလ29ရက်နေ့မှာ၄နှစ်တင်တင်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ စစ်တပ်ကလောမှာတည်ရင်လေးခုနဲ့ဌာန6ခုရှိပြီးတော်လန်ရီလေးနှစ်တာအတွင်းမတူပီအော်ပရေရှင်းဒွန်းဆန်ဂျီခါမျိုးတိမ့်တိုက်ပွဲထန်တလန်တိုက်ပွဲတွေမှာပူပေါင်းပါဝင်ခဲ့ပြီးတိုက်ပွဲပေါင်း30ကျော်ဆင်နွှဲခဲ့တယ်လို့သိရပါတယ်တော်လည်ရေးကာလလေးနှစ်အတွင်းမှာစီတီအက်ပလဝရဲဘော်၈ဦးတိုင်းပြည်နယ်လူမျိုးအတွက်သက်ပေးဆက်ခဲ့ရပြီးတရားရရှိသူ၁၀ဦးကျော်ရှိခဲ့တယ်လို့သိရပါတယ်။ ယခုလက်ရှိမှာလဲစီတီအပလဝအတွက်သင်္ကားထောင် campaign ပြုလုပ်နေပြီး campaign တက်မှတ်ကာလရက်ပြည့်ဖို့16ရက်သားကျန်တော့ပေမဲ့ရန်ပုံငွေရရှိမှုမှာ19တက်တမ8ရာခိုင်နှုန်းသာရှိနေသေးတာကြောင့်ပြည်တွင်းပြည်ပချင်းပြည်သူတွေအနေနဲ့ကြိုးစားထည့်ဝင်ပေးကြဖို့စီတီအပလဝကတိုက်တွန်းထားပါတယ်။အချမ်းပစကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခကို139ခွင်မမရှော့တိုက်တုံးတွေနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ Brave Warrior for Myanmar ကဒီကနေ့မှသတင်းထုတ်ပြန်ပါတယ်။ ဝေကူတိုင်းတောင်ငူနယ်အခြေစိုက်စစ်အုပ်စုတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခအတွင်းကိုဧပြီလ30ရက်မနက်တနာရီ38မိနစ်မှာတော်လန်ยีပူပေါင်းတပ်တွေကတစ်တုံညခွန်မမရှော့တိုက်တုံရှစ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးရှော့တိုက်တုံအားလုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ် အစပါတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကခရင်ပြည်နယ်မြောက်ဖက်ချန်နယ်၎င်းတို့ထိဆက်သောနေရာများပါဝင်ပကူတိုင်းဒေသရှိတော်လှရေးအင်အားစုများနဲ့အပြစ်မဲ့ပြည်သူများကိုရက်ဆက်စွာတပ်ဖြတ်နေသည့်နေရာဖြစ်တာကြောင့်ယနေ့မနက်နှစ်နာရီခန့်တွင်တစ်တုံညခွန်မမရှစ်လုံးဖြစ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါသည် တောင်ပိုင်းဒိုင်းစစ်ဌာနချုပ်တပ်ပခါဘကူတိုင်းဒေသကြီးကရင်ပြည်နယ်မြောက်ဖက်ချမ်းဒေသတွေနဲ့ထိဆက်နေတဲ့နေရာကတော်လည်ရေးအင်အားစုတွေနဲ့အပြစ်မဲ့ပြည်သူတွေကိုရက်ဆက်စွာတပ်ဖြတ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအဓိကအမိန့်ပေးကွက်ခဲ့ဖို့ခြေကုပ်ယူထားတဲ့အရေးပါတဲ့တိုင်းစစ်ဌာနချုပ်ဖြစ်ပြီးတတိုင်းပြည်လုံးကိုဒုက္ခပေးဖို့အမိန့်ပေးကွက်ခဲ့နေတဲ့စစ်ဌာနချုပ်လည်းဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင်ငလင်တန်းကြောင့်ဌာနဆိုင်ရာအဆောက်အအုံတွေပြိုလဲပျက်စီးသွားတဲ့နေပြည်တော်စစ်ကောင်စီစေယုံချုပ်နဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ်ယုံတို့ကစစ်ကောင်စီရဲ့ကြီးအကဲတွေတွားရောက်ယုံထိုင်ပြီးအမိန်ပေးကွက်ကဲနေတဲ့စစ်ဌာနချုပ်လည်းဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအတွက် BWM နဲ့မဟာမိတ်အဖွဲ့တွေက BWM Mission 35အတွက်အခုလိုနှိမ်နှင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးထိခိုက်မှုအခြေအနေကို BWM အနေဖြင့်ဖော်ပြထားခြင်းမရှိသေးပါဘူး။ ယခုစစ်စင်ရေးမှာ Break Warrior from Myanmar BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့အတူ Mountain Knight Civilian Defense Force MKCDF Anti-Coup People's Liberation Force ACPLF တန်တောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ကပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါဗျ။ ငလင်းတင်လို့ပြိုကျခဲ့တဲ့နေပြည်တော်ကဌာနဆိုင်ရာအဆောက်အဦတွေကိုပြန်လည်တိစောက်ပြင်ဆင်ပေးဖို့အတွက်မူလတိစောက်ခဲ့တဲ့ကုမ္ပဏီတွေကိုတာဝန်ပေးဆောင်ရွက်ခိုင်းမယ်လို့စစ်ကောင်စီကပြောလာပါတယ်။ဧပြီလ29ရက်ကပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့အဆောက်အဦတွေပြန်လည်ပြုပြင်အသုံးပြုရင်းနဲ့အသက်တိစောက်ရေးကြီးကြပ်မှုကော်မတီရဲ့ပထမအကြိမ်စီဝေးမှာစစ်ကောင်စီရဲ့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကအဲ့လိုပြောခဲ့တာပါ။ ဒါအပြင်သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာလက်ရှိတိဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ကုမ္ပဏီတွေနဲ့ engineer အသင်း၃သင်းကထောက်ခံပေးထားတဲ့ကုမ္ပဏီတွေကိုပါတာဝန်ပေးသွားမယ်လို့ဆိုပါတယ်။နေပြည်တော်တိဆောက်ရေးမှာပါဝင်ခဲ့ကြတဲ့ကုမ္ပဏီတွေကိုလည်းနေပြည်တော်စီပင်သားရရေးကုမ္ပဏီကိုဆက်သွယ်ကြဖို့စစ်ကောင်စီထိန်ချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာတွေမှာအခုရက်ပိုင်းအတွင်းစက်တိုက်ကြေညာနေပါတယ်။ နေပြည်တော်မှာသမရအိမ်တော်လွတ်တော်အစိုးရရုံးနေအပောင်းဝင်အဆောက်ဦးတိဆောက်ခွနဲ့ကိုစစ်တပ်နဲ့နှိစက်တဲ့ခရိုနီတွေဖြစ်တဲ့ Two Aiden Asia War Mass Myanmar IGE ACE Company ကြီးတွေကဆောက်လုပ်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့အချက်လက်တွေရမတ်လ28ရက်နေ့ကလွတ်ခတ်ခဲ့တဲ့ငလင်ကြောင့် April 29ရက်နေ့အထိသေဆုံးသူ3998ဦးထိခိုက်ဒဏ်ရာရသူ5106ဦးနဲ့ပျောက်ဆုံးနေသူ2000 106ဦးရှိနေပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။